ားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်အော်တိုဘာလ29ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါတော့မယ်။မင်္ဂလာပင်လယ်ော်ဘက်ကဆိုင်ကလုံးမုန်တိုင်းကဒီကနေ့အော်တိုဘာလ28ရက်နေ့မှာအားကောင်းတဲ့ဆိုင်ကလုံးမုန်တိုင်းဖြစ်လာပါတယ်။အဆိုပါအားကောင်းတဲ့ဆိုင်ကလုံးမုန်တိုင်းမွန်ထားဟာနောက်12နာရီအတွင်းမှာအိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ်ကမ်းခြေအနီးကိုကာဂီနာတာမြို့အနီးကနေဖြတ်သန်းနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားပါတယ်။ အဲ့ဒီအားကောင်းတဲ့ဆက်ကလုံးမုံတိုင်းမွန်ထားကတမိုင်းမှာတကားမှမမြင်ဘူးသေးတဲ့လမ်းကြောင်းမျိုးနဲ့ဥတည်ရွေးရှာနေပြီးထိုင်းပင်လယ်ကွေးဘက်ကကပ်ပလီပင်လယ်ကိုဖြတ်ပြီးဝင်လာမယ်အထက်လယ်ပိုင်းဘင်္ဂလားပင်လယ်ရောအရှေ့လယ်ပိုင်းကိုရောက်မဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေတာကြောင့်လာမဲ့နိုဝင်ဘာ၁ရက်နေ့ကနေနိုဝင်ဘာလ၄ရက်နေ့ညနေအထိမြန်မာတိုင်းနိုင်ငံလုံးမှာမိုးထစ်ချုံရွာနိုင်တယ်လို့သိရပါဗျာ အဲ့ဒီ၃ရက်အတွင်းမှာကချင်ပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊တောင်ပိုင်း၊မြောက်ပိုင်း၊အေရော်ရီတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးသက်ထန်နိုင်က၃ရက်အတွင်းမိုးရေချိန်၃လမှအထက်ကနေ၄လမှအထက်ထိရွာသွန်းနိုင်တယ်လို့သိရပါဗျ။ ကြံတိုင်းနယ်ပြည်နယ်တို့မှာတော့၃ရက်အတွင်းမှာမိုးရေချိန်3.5လက်မကနေ2လက်မအထက်ထိရွာသွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအတည်ပြုထားပါတယ်။ဒါ့အပြင်မိုးကြိုးအန္တရာယ်ကိုလည်းသတိထားဖို့ဦးဝင်းနိုင်ကတိုက်တွန်းထားပါတယ်။မနေ့ပြန်အော်တိုဘာလ29ရက်နေ့နေ့လယ်ထိတနင်္လာရီတိုင်းမှာနေရာအနှံပြ၊အေရီတိုင်းမှာနေရာစိစိ ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရန်ကုန်တိုင်းတို့မှာနေရာကျကျနဲ့ချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကွက်ကြမိုးထစ်ကြုံရွာနိုင်ပြီးရွာရံရံနှုန်းပြင်းဖြစ်ပါတယ်။ကြံတိုင်းနဲ့ပြည်နယ်တို့မှာတော့အတိမ်အထင်းထင်းဖြစ်ထွန်းပါမယ်။ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းအေရီတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီအဲ့ဒီမိုးတိမ်တောင်တွေရေရှားရနေရာတချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလကသတိပေးထားပါတယ်မြဝကျုံမရခိုင်ကန်ရိုးရတချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတလေမိုးတိုင်းလေပြင်းများကြရောက်ပြီးလှိုင်းကြီးနိုင်ပါတယ် မိုးတက်လေပြင်းကြစင်မှာရေပြင်းပြင်းပြင်းလေးဟာတနာယီကိုမိုင်30ကနေ35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က9ဘီကနေ17ဘီခန့်ထိရှိနိုင်ပါတယ်ကျန်မြမပင်လယ်ပြင်မှာလှိုင်းတင်းတင်းရှိမှဖြစ်ပြီးလှိုင်းမြင့်ကမုတ်တမခွေမုံတနင်္လာရီကဲဦးရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေကနေ10ပေခန့်ထိရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာနေရာကျေးကျေးကနေနေရာဆက်ဆက်မိုးထစ်ချုံရွာနိုင်ပါတယ်။အားလုံးပေးကင်းလို့စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းကြပါစေရှင်။